အားလုံးပဲမင်္ဂလာပါခင်ဗျာ Book Wave Audiobook Channel ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာကြီးတော်သာဆွေရေးသားခဲ့တဲ့ဤလောကမြေမရှိဝဲဆိုတဲ့စာအုပ်ထဲကသူခင်နဲ့သူဆိုတဲ့ဝိသုတူပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆာမဖတ်ခင်မှာကျွန်တော်တို့ရဲ့ Channel လေးကို Subscribe လုပ်ပြီး Notify ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုမေတ္တာရက်ခံပေးရစေခင်ဗျာသူခင်နဲ့သူလဲပြီးမိုးနောင် ထုံနှုံးပိတ်ချိန်၌အကိုတို့လင်မရသည်ကျွန်တော်တို့မျှော်လင့်ထားသည့်အတိုင်းပဲကျွန်တော်ဤအိမ်တို့ရောက်လာခဲ့ကြကြပြီ သူတို့မျက်နှာတွေမှာကျွန်တော်အပေါ်မကျေနပ်သောပုံတန်းနဲ့သို့တော့ကျွန်တော်မှာဒီလိုပဲဖြစ်ရမည်ဟု တွေးထင်ထားသည့်အတိုင်းမို့အိမ်ဒရီမပြတ်ပဲပြုံးရွှင်စွာဖြင့်အကိုတို့ဘယ်တော့ကစသိကြတယ်လဲအကိုကဒေါသတန်ဖြင့်မင်းတို့လုပ်ပုံတွေကတယ်ပြီးကြတော့ အခုမိုးနောင်မြို့ရောက်တော့မှမြမောင်အင်ကဒီသတင်းစာဖြတ်ထားတာတွေ့လို့သိရတာဘောကွာသူ့အပေါ်အင်ဂျီအိတ်ထဲ၌ပျောက်ရှာမှစူးကြီးစွာနဲ့ခောက်သွင်းထားသောသတင်းစာစာရွက်ကိုထုတ်ပြသည်တခြားမဟုတ်ပါရန်ကုန်မြို့ကျွန်တော်ယုံ ကျွန်တော်လက်အောက်၌အမှုထမ်းနေတော့သူ့သားသည် သူ့ဘဝသူစရေးမတယောက်နဲ့ကျွန်တော်ရှေ့မောက်တွင်နှစ်ဦးသဘောတူလက်မှတ်ရေးထိုးလက်ထပ်တော့ကြော်ညာဖြစ်ပါသည်အကိုဒီ ကျွန်တော်မျက်နာကိုစိစိကြည့်လျက်ဘဲနေလေကွာမင်းလုံးပုံကငါသားကိုမင်းယုံလို့ပုံအပ်ထားတာဒီကိစ္စမှာမင်းတဘောတခုလေးနဲ့လှုပ်လိုက်ကြရောလားဒီစကားတော့ကျွန်တော်ခါခါတီးတီးညင်ရကအောင်မလီအခုဒီကိစ္စမှာကျွန်တော်တဘောလုံးဝမပါပါဘူးခမညာအကိုဒီညီတို့မြတ်မယုံဟန်တဒံဖြင့်အောင်မေဘဲနဲ့ငါသားကចောင်းသားကလေးက မင်းအိမ်မှာနေတယ်အလုံလုံတော့မင်းယုံမှာလုပ်တယ်အခုလက်ထက်တော့မင်းယုံမှာမင်းကတရားသူကြီးကွာအဲ့ဒါကြောင့်ကျွန်တော်တဘောဘာမှမပါဘူးလို့ပြောတာပေါ့အကူကြီးရကျွန်တော်ကတရားသူကြီးတယောက်ဖြစ်နေတော့အရွယ်ရောက်တဲ့မိခလေးတယောက်နဲ့ယောက်ျားလေးတယောက်တက်တေတကာရနဲ့ကျွန်တော်ယုံမှာလက်ထက်ခြင်းနဲ့ဆိုတော့ကျွန်တော်ကဘာမှတားပိုင်ခွင့်မရှိဘူးခမရဝတရားရှိတဲ့အတိုင်းစောင့်ပြပေးုံပဲ။ ကဲဒါတော့ထားပါတော့ကွာဒီမှာထုံးနေသူတို့ဒီလိုလက်မထက်ခင်မှာငါသားစိန်တိုင်းကမင်းကိုလူကြီးတယောက်အနေနဲ့ဦးလေးတယောက်အနေနဲ့မတိုင်ပင်ဘူးလားမတိုင်ပင်ဘူးအကိုပြောရုံပဲပြောတယ်ကျွန်တော်ဒီကောင်မလေးနဲ့ခยีလွန်နေပြီမလက်ထက်ရင်မဖြစ်တော့ဘူးတဲ့ဒင်းမိန်မယူလာကလည်းဖိုးထွားနွားဝဲတလို့ကြာနေတာပဲသူတို့ရွာကကိုဖိုးထွားတယ် နွားကိုမစူးစမ်းမဲအယံဝယ်တတ်ဤဤတွင်ရောက်မှစကားတခုံးမှမပြောသေးပဲမျက်လုံးကြောင်တောင်တောင်နဲ့ကြည့်နေတော့အကို့မိမမအေးရင်ကဖိုးထွားနွားဝယ်တာကကို့လက်ထဲရောက်မှမကြိုက်ရင်နောက်အပတ်နွားဝယ်ချပြစ်နိုင်ပါသေးတယ်တော်ရဲ့ကျွန်တော်မှစိတ်သေးကပြုံးနေလိုက်ပါသည်အကိုကဆက်လက်၍မင်းစိန်လိုင်းကိုမင်းမိဘတွေစီတိုင်မဲအောင်တော့လို့မပြောဘူးလား ပြောသားပဲအကိုဒါပေမဲ့သူကအခုနဲ့မိုးတွင်ကြီးအကြောင်းကြားလို့အဖေတို့အမေတို့လိုက်လာရင်အလုတ်အကင်ပြတ်ကျုံရှိမှာပေါ့တဲ့ဒီမှာဘာမှအကြောင်းထူးမှလည်းမဟုတ်တာပဲတပင်းကြိုးကြမှရုံးကခွင့်ယူပြီးတွားကတော့မယ်ပြောတယ်နေပါဦးအခုသူတို့လက်ထက်ကြတာဘယ်နှလရှိသွားပြီလဲဒီထဲမှာနေဆွဲကအင်္ဂလိပ်လရက်နဲ့ရေးထားတော့ငါလည်းမသိဘူးကွာကျွန်တော်က တင်းစာလက်ထက်ကြော်ညာကိုလှမ်းကြည့်လိုက်ပြီး၃လနဲ့နှစ်ရက်ပဲရှိပါသေးတယ်အကူသူတို့ဘယ်မှာနေကြသလဲကောင်မလေးမိဘအိမ်မှာလားရန်ကုန်မှာကအခုနဲ့ဘယ်မိဘကမှတမတ်ကို အိမ်မှာလက်ခံမထားနိုင်ကြဘူးဗျသူတို့ဟာသူတို့လက်ထက်ပြီးအခန်းလေးတစ်ခန်းငှားနေကြတာပဲသူတို့ခန်းဝင်ပစ္စည်းတွေဘာတွေရောပြည့်ပြည့်စုံစုံလားကြမ်းကြမ်းဖန်ဖန်အကူရဲ့အဲ့ရတခု ခြင်းဆောင်တလုံးဖြစ်ဖို့မှအနိုင်နိုင်အောင်မလီသူတို့ခေအိမ်တော်ပြုတ်လိုက်ကြတာကလည်းတဲလွယ်လိုက်ကြပါလားဟဲ့ဟုတ်ကဲ့အကိုတို့ခေအကိုတို့အဖြစ်နဲ့ကလောစွာကွာခြားလာပြီတော့ကျွန်တော်ဒီအကိုတို့ခေရှေးဖြစ်ဟောင်းတွေပြန်၍စဉ်းစားမိ၏အကိုနဲ့ကျွန်တော်ဒီမအေညီအမမှုညီအကိုတဝန်းခွဲတော်ကြပါ၏သို့တော့ကျွန်တော်တို့မိဘများသည်တရွာစီဖြစ်၏ကျွန်တော်တို့ရွာသည် မြို့ပိုင်ရုံးဆိုင်ရာမြို့ကလေးမှတောင်ဘက်သို့သုံးမိုင်ဝေး၍အကိုတို့ရွာသည်အနောက်ဘက်ကွင်းခေါင်ခေါင်ကြီးထဲတွင်၆မိုင်ကျော်ဝေး၏ကျွန်တော်တို့ရွာသည်မြို့နှင့်တာလန်းဆက်၍မြင်းလဲလန်းရှိ၏အကိုတို့ရွာမှာမြို့နှင့်ငွေသားနွားလန်းပေါက်ပြီးမိုးတွင်းနှင့်လေများမရိပ်သိမ့်မီတွင်ကန်သိန်းရိုးခြေကျန်လန်းသာရှိ၏အကိုတို့ရွာမှာဖုံးတော်ကြီးចောင်းသာရှိသည်ကျွန်တော်တို့ရွာမှာထိုခေတ်အခေါ်လောကဒတ်ចောင်းရှိ၍ မြန်မာစာခုနှစ်တန်းအထိတင်နိုင်သည်ထို့ကြောင့်အကိုသည်ကျွန်တော်တို့အိမ်မှာလာနေ၍ကြောင်းတက်သည်ထို့သောအကိုသည်လေးတန်းအောင်လေသလားငါးတန်းတက်သည်သလားကျွန်တော်မသိတော့ကျွန်တော်ကောင်းစွာမှတ်မှတ်မိသည်သောအချိန်မှာပင်ကြောင်းမှထွက်ပြီးသူ့ရွာပြန်သွားလေသည်စင်စစ်အကို၏မိဘများသည်ကြေးရွာမှကြေးရတဲ့လေပိုင်ရှင်များဖြစ်သည် အကိုအားပညာဖြင့်အတတ်မွေးစေရန်မရည်ရွယ်ပေထိုခေတ်မြေပိုင်ရှင်တို့၏သဘောထားအတိုင်းတာအား လေယာဉ်လုပ်ငန်းကိုတက်ကြွအောင်တင်ကြပြီးနောက်ဒန်းသူရီသူအမျိုးသမီးတစ်ယောက်နဲ့အိမ်ကောင်ချထားမိ။နှစ်ဖက်မိဘလက်ဖွဲ့သောပစ္စည်းများဖြင့်လေပိုင်းမြေပိုင်းရှင်များဖြစ်ကြကတသက်ချမ်းသာစွာလုတ်ကင်စားတော့နေကြစေတည်းဒီ။ဤကရှေးခေတ်ကျွန်တော်တို့ငယ်စဉ်ကကျေးရွာမြေပိုင်းရှင်မိဘတို့ဤရည်ရွယ်ချက်ဖြစ်ပါ၏။ထို့ကြောင့်အကိုအား73လေးနှစ်သားရှင်ပြုတ်တင်သောအရွယ်တွင်လောကဒတ်เจ้าမှာနှုတ်သွားပြီးသူတို့ရွာဖုံးတော်ကြီးเจ้าမှာ တင်ကန်းစည်းလေဤကိုရင်ဝက်နှင့် တနစ်တဝါလောက်နေပြီးသောအခါ၌ကအကိုသည်သူ့ဘဝဤတကယ်အတတ်မွေးပညာဖြစ်သောလေခွင်းကတက္ကသိုလ်တွင်ဝိသဖခင်ဆရာကြီးဤလက်အောက်မှတင်ကြားရလေသည်အသက်20အရွယ်ရောက်သောအခါ၌ကအကိုသည်လေတွင်တက္ကသိုလ်မှပညာကုန်တက်မြောက်လေပြီလေတထုံသောနွားတရှင်းလုပ်ကိုကောင်းကောင်းနိုင်ပြီဟူသော အောင်လက်မှတ်ကိုလည်းရရှိလေပြီအကိုဘဝ၌တတ်အပ်သောပညာနှင့် ခွန်အားဗလပြည့်စုံပါစေပြီ လောကတန်ထွားဆွေစဉ်မျိုးဆက်ပြန်ပွားစီမင်းစိန်တော်ငါအိမ်တော်ပြုဖို့ပဲကြံတော်သည်ရှင်အလှုပ်သည်အကိုတော်ဝင်မဟုတ်ချေမကောင်းမြတ်တာကောင်းရာညွန်လက်အသက်တင်စီပေးဝေညီရင်ထိမ်းရှားခြင်းလျင်ဝင်ငါအင်ဖားခင်မဲတို့သာသုတိအညီမိဘတို့ဤဝတ္တရားသာဖြစ်ချေသည် ထို့ကြောင့်အကိုသည်အသက်20အရွယ်မှစ၍၅နှစ်၅မိုးမြမိဘကိုလှုပ်ကျွေးပြီးသည့်နောက်အိမ်ထောင်ချတော့မည်ဟူသောတည်င်း ေါ်ထွက်လာလေခဲ့သည်အရရအရွာရွာရှိဆွေမျိုးသားချင်းတို့ထံလဲတင့်တော်တော်တို့သမီးကိုရှာကြပါဟုသောအကြောင်းစကားများရောက်လာ၏ကိုကိုကုံရွာက ဥဖိုးသက်ဒေါ်မြရွတ်တို့၏သားမောင်အောင်ခိုင်မိဘကဘလောက်ချမ်းသာသည် သူ့သားကိုလေဗနဧကလက်ဖွဲ့မည်ဆိုသောကြေညာချက်လဲဒါမျိုးပန့်ဝါသနာပါသောအောင်တွယ်ကျော်တို့စီမှတဆင့်ပြန့်နှံ့လေသည်ထိုအခါအချိန်တန်အရွယ်ရောက်ပြီးဖြစ်သော တမီးရှင်များဘက်ကလည်းဒီလူငယ်ရုပ်ရည်စိတ်နေသဘောထားအကျင့်စာရိတမိဘမျိုးယူစတီတို့ကို ထောက်လန်းစုံစမ်းကြကုန်၏အကိုဘက်မှရုပ်ရည်ရီမွန်တန့်ပြန့်သည်အလောင်းအစာအတောက်အစာမရှိအကျင့်စာရိတကောင်းသည်ဆွေမျိုးအတိုင်းဝင်တောင့်သည်ဟူသောဂုံတည်င်းထွက်ခဲ့လေသည်ထို့တိုင်အကိုသည်တော်တော်နှင့်ဖူးစာရှင်အစင်မတင်သေးချေရွေးချယ်ရသည်ကပထမမိဘစီဝါအင်အားဒုတိယ တာသမီဤရုပ်ရည်ယူပကတတယဆွေမျိုးအတိုင်ဝန်တောက်မတောက်ဖြောက်မဖြောက်ဓာရီကိုဆွေနှင့်မျိုးနှင့်ချီ၍တဖက်နှင့်တဖက်စုံစမ်းကြသည်ဤသုံးချက်နှင့်ဗန်းညီလောက်မှတဖက်နှင့်တဖက် ချင်းကပ်စကားကမ်းလှမ်းကြည့်ကြသည်တို့ကမ်းလှမ်းတိုင်းလဲမဖြစ်မြောက်တတ်ကြသည်တဖက်နှင့်တဖက်ဈေးခေါ်ဈေးကင်ကြသည်လဲရှိသေး၏နောက်ဆုံး၌ဟိုဘက်ဒီဘက် အိမ်ပါကလေးနှင့်ပင် ကွဲလွဲသွားသည်များလဲရှိတတ်၏အများအားဖြင့် တားရှင်သမီးရှင်တို့သည်ကိုချွေးမကိုတမတ်ကိုအိမ်ပါခေါ်ခြင်းကြသည်သာဖြစ်ကုန်၏စင်စစ်တတို့သားနှင့်တတို့သမီးသာတတ်ဆုံးတိုင်ပေါင်းကြရမည်ဖြစ်တော်လဲရွေးချယ်ကြသူများကမိဘဆွေမျိုးများသာဖြစ်ကုန်၏ပထမသူတို့သဘောကြပါမှတတို့သားနှင့်တတို့သမီးတို့တဦးနှင့်တဦးတွေ့ခွင်ကြီးခွင်ရကြသည်သူတို့ရွေးချယ်ကြသည်များလဲရုပ်ရည်ယူပကာရတာမကစင်ငင်းကျွဲနွားဝေဆူး ဖွေကောင်းရွေးပြီးတကယ်တို့လူများလဲထို့တို့ရွေးရန် အချက်အလက်များရှိကုန်ကြသည်ဤတွားကျဲရေယိုတတ်ထက်ကျိုးမျက်ရည်ခံမဲတဲ့စသည်များယခုခေတ်ကျွန်တော်တို့နားမလည်ကြပါကုန်ကျွန်တော်တို့ကြည်ကြသည်ကမိခလေးတယောက်ကို ကိုလုံးကိုထဲနဲ့ညနာလောက်သာ ကြည့်တတ်ကြသည်တောင်းနေဖြောင်းနေဧည့်ရဲဆိုကြိုက်ပြီရှေးခေတ်လူကြီးများကမိမတင်မဆောင်ကြီးလွန်းနေကို မချီးမွမ်းကြကုန် မိမဖင်လေးတုံဆွကြီးအေးခလေးသာများများမွေးသက်တယ်ပြင်းသက်ဖြင်းသက်တယ်ဟုပတ်ချက်ချဤတိတ်ပြီးကော့ကော့ပြန်ပြန်နေပြန်လင်းလဲကောင်မကကော့ကလန်ဆက်ဟေးပြန်သက်နန်သက်တယ်ဟုဆိုကြပြန်ဤရှင်တို့အပြစ်အနာစာများအပြင်လဲအင်းဝရာစာဓမ္မတော်ကအောင်ပကလာဆွေသားတော်ရင်မိဖတ်ခြင်းဟူသောလင်္ကာများဖြင့်တတို့သားတတို့သမီးတို့နေနံများကိုရွေးကြပြန်ကုန်သေးဤ အချို့မှာအာလုံတင့်လျော်နေတော့လဲဤနိနံမတဲမှုလေးကြောင့်ပဲမထိန်များရသည်များလည်းရှိ၏အိမ်ကောင်ဖက်ဖျားတဲ့စေးမင် ရေစုတ်ထိုးဟူသည့်ဆူယိုးကလည်းရှိနေပြီတကူရင်းတို့လျင်ရှေးထုံရှေးနီရွေးထုံရွေးနီအတိုင်းဆွေမျိုးတတိုင်အောင်တွေတော်ကြီးများအကူအညီဖြင့်အကိုအတော်ကျင်ပတ်ရွေးရှယ်ရှာဖွေလိုက်ကြရာတုံးနှင့်တုံးမိုးကျော်သည်၌ရွာချင်းနေဝက်ခေးကွာသောတစ်စိန်ကုန်းရွာ၌တတို့သမီးယခုအကိုစနီမအေးရင်ကို တွေ့ကြပါလေ၏ထို့ကြောင့်တဖူးစာရွာလေဟုဆိုကြသည်ထင်ထိုစဉ်ကကျွန်တော်အသက်12နှစ်13နှစ်ခန့်ရှိနေပြီဖြစ်၍ကောင်းစွာမှတ်မိနေပါပြီမအေးရင်သည်ပြောပလာအောင်ချောမောလှပါသည် အကိုထက်ရုတ်တာသည်ဟုဆိုပါသည်ပစ္စည်းမှာ အကိုဘက်ကတာ၍ထေကြပါသည် အကိုအောင်ခိုင်နှင့်မအေးရင်တို့တစ်ဖက်မိပါများစိတ်ဆက်ကြောင်းလန်းသည်၌သူတို့မင်္ဂလာမဆောင်မီ အကိုက သူ့ဇနီးလောင်းအိမ်တွားလေတိုင်းကျွန်တော်ပါသွားမြက်ဖြစ်သည်။အော်သူတို့ခေသူတို့အဖြစ်နဲ့နှစ်ဖက်မိဘစည်းဆက်ပြီးအိမ်မှာလွတ်လပ်စွာတွေ့ခွင့်ရှိကြတော့လေသူတို့ချင်းနှစ်ယောက်ထဲတွေ့၍စကားမပြောကြသေးချေကျွန်တော်ကကြားမှပုံနာတိုင်းပါနေရသေး၏။တယောက်တယောက်ကိုတွေမောင်တွေမိတွေခေါ်ဖို့ဝေးပြီးတော့သူတို့နာမည်မှမခေါ်တတ်ကြသေး။ကျွန်တော်နာမည်မှာမောင်ထွန်းလင်းဖြစ်ရာမအေးရင်က အကိုအားမောင်ထွန်းလင်းအကိုဟုခေါ်၏ကျွန်တော်ကမအေးရင်အားမမရင်ဟုခေါ်သည်ဖြင့်အကိုကသူ့ဇနီးလောင်းအားကျွန်တော်ရှေ့ထားပြီးမင်းမမရင်ဟုဆို၍စကားပြော၏တကယ်တည်းကျွန်တော်မရှိ သူဘယ်လိုပြောမယ်မသိထိုစဉ်အခါမှာကျွန်တော်ကကာလပေါ်ဝတ္ထုဖတ်ခြင်းရုပ်ရှင်ကြည့်ခြင်းများရှိနေပြီဖြစ်၍အကိုအားအကိုကကျွန်တော်ကိုဘာလို့ကြားထဲကထားနေရလဲဗျာ အကိုတို့နှစ်ယောက်ထဲတွေ့ပြီးဖက်ပြူနမ်းပါလားပြောတော့အကိုကရှက်စနိုးဖြင့်ဟာမင်းကလေဟုပြန်ပြောပါသည်တို့ဖြင့်လှဲလန်းများပေါက်၍စပားရောင်းချပြီးတော့ထိုနှစ်ຫນွေရာဒီမှာနေကောင်းရက်တာရွေးလျက်သူတို့မင်္ဂလာတပင်စင်ရင်ကျင်းပပါသည်အကိုတို့အိမ်မှာ အကိုရှင်ပြူတုံးကတစ်ချိန်ယခုမင်္ဂလာဆောင်မှာတစ်ချိန်ရှိသမျှဆွေမျိုးတွေအားလုံးကရောက်ကြခြင်းဖြစ်လေသည်ကျေးရွာတို့သမတာ လှဲတွေလှဲတွေနဲ့ပေါ့အကိုတို့ကုတ်ကိုကုန်းရွာနဲ့မမရင်တို့တစ်ဆိုင်ကုန်းရွာမှာ ခြေချင်းနေဝခီးဖြစ်လေရာလှဲများနဲ့တကောင်းကျော်တွင်ထမောင်းပါမှနနတ်မင်္ဂလာအချိန်မီရောက်မည်ဖြစ်သောကြောင့်မင်္ဂလာအချိုနေ့ညနေမှာအကိုတို့အိမ်တို့ဆွေမျိုးအလုံးရောက်နေကြသည် စားရတာမန်းတဲ့ကြီးတစ်ခုထဲမှာဖြစ်၍အိမ်ရံမူအဘယ်လျင်အိမ်ဆက်မည်နီခြေခင်းလက်ခင်းတာယာသောလွေရာသည်ဖြစ်၍လှဲများပေါ်၌၎င်း တစ်ပင်များအောက်၌၎င်းအိတ်ဆက်ကြကုန်သည်တကောင်ရန်တွင်အိယာမှနိုးကြ၍ပြင်ဆင်ကြပြီးနာယီပြန်တစ်ချက်လောက်မှတရားကျော်သောလှဲတန်းရှည်ကြီးထွက်ခဲ့လေသည်လှဲရင်ကလေးများလည်းပါ၏လှဲချမ်းကြီးများလည်းပါ၏အနည်းတကြော့အမြန်တတော့ဖြင့်စူးစူးညံ့ညံ့မောင်းနေခဲ့ကြရာငနက်အာယုံအသက်တစ်စိမ်ကုန်းယူအားညိုတိုတိုအတန်းကိုလှမ်းမြေနေရချိန်တွင်လှဲတန်းရှည်ကြီးတုံကနေရက်သွားလေ၏တတော်သူမီရွာမှာ ကာလာသားများကကြိုးသားခြင်းပင်ဖြစ်သည် ထုံးစံအတိုင်းဒုဒသားပတ်မှ လူကြီးများနှင့်ကာလာသားများဆင်းသွားကြသည်ဟိုလူတွေမှာတောက်စားမှုရည်နေကြလျက်ဓာတ်တပြက်ဒုတပြက်ဖြင့်သူတို့လိုချင်တာမရလျင်မင်္ဂလာပွဲပြတ်အောင်ခုံမြီထစ်မြီပေါ်ဒီဘက်ကစိတ်ဆက်တော်ခါ၌ငွေ900ပေးရမည်ဟုဆို၏ထိုစဉ်မှာစဘာတရားမှတရားအစိတ်150ရှိလျာငွေ900မှာနည်းနည်းနော်တော့မဟုတ်ပါကြီး များလုံးပါသည်ဆိုသောအခါ၌နှစ်ဖက်စလုံးမှာချမ်းသာသောဒိတ်ဒိတ်ကျဲမင်္ဂလာဆောင်တွင်အ ਨੇ ဆုံးတောင်းတာပါပဲဆို၏တို့ဖြင့်နောက်ဆုံးမှာ350နှင့်ဈေးတဲကြသည်ဤအခါ၌တတို့သားကိုသူတို့လှဲပေါ်တင်၍သူတို့ကိုယ်တိုင်မင်္ဂလာဆောင်အိမ်သို့လိုက်ပို့ကြသည်တတို့သားသည်တတို့သမီးအိမ်ပါအဖြစ်နှင့်ဤရွာမှာနေရမည်ဖြစ်၍နောင်ရေးနောင်ရအားလုံးကိုလည်းတာဝန်ယူပါမည်ဟုအကြီးဆုံးကာလာသားခေါင်းဆောင်ကြီးကအာမခံသည် ရင်းလဲတရွာတွင်လူတစ်တယောက်တို့ထိုခေတ်ကလိုအပ်ချက်တစ်ခုဖြစ်ပေသည်။ကဲမိုးလင်းအာကြီးအချိန်တတို့သမီးဤရွာတဲ့သို့တတို့သားဘက်ကလှင်များရောက်ကြပြီဆိုပဲ။အရေးကြီးသောလရင်လူများကတတို့သမီးအိမ်ပေါ်တက်ကြ။ကြံသူများကတင့်လျော်ရာတွင်လှင်များကိုဖြုတ်ကြ၍ကိုလှဲပေါ်မှာပင်မင်္ဂလာပွဲထိုင်ရန်ဝတ်စားပြင်ဆင်ကြသည်။မင်္ဂလာဆောင်မှာနနက်ခင်းအဲ့ခံ၍ကျွေးမာကဘာတဲ့လေ။ ပောင်မုတ်အုံးလို့ဇန်နဲ့အတောက်အစားဝါဒနာပါသူများက နောက်ဖေးကောက်ရိုးပုံကိုကြွကြဒီရွာကကာလာသားများကထမ်းရီအရက်ကြက်ကြော်အမဲကြော်တို့နဲ့ဧကန်ရက်ပါပဲကဲမင်္ဂလာပွဲကြီးစပြီပထမဆုံးတို့သားဘက်ကမြည်သည့်လေဘနေဧကဥပိုင်နမနဲ့တကွကြီးညာလိုက်ဤတို့သားဤနာယီလက်စွရွှေလက်ပတ်ကျိုးရွှေကျယ်သည့်ခန်းဝင်ပစ္စည်းတန်ဖိုးကိုလည်း ပါရ၏ဒုတိယဒုတိယသမီးဘက်ကထဲ့သည့်ပစ္စည်းရွှေချေခြင်းရွှေကျဲသည့်ရွှေလက်ကောက်ရွှေဆွဲကြိုးရွှေစတုံးဗနယံအချိန်ဘလောက်သားခစ်တံပိုးဘလောက်ကအစထုတ်ဖော်၍နှစ်ဖက်စရင်တင်ပြရသည်ထို့နောက်နှစ်ဖက်သောဆွေမျိုးများက ကိုယ့်ဘက်ကိုလက်ခွဲကြခြင်းများစခန်းကြတဲ့တဖန်းလာရွာဦးမြမောင်မတ်မေဟန်ဒုတိယသားဘက်ကလက်ဖွဲ့ငွေ9000နဲ့ခမည်း မင်္ဂလာစကား9000ဆိုခြင်းသည်စင်စစ်9ချက်ဖြစ်သည်ဒီလိုမင်္ဂလာပွဲမှာတစ်ချက်ကို1000ဟုကြေညာရ၏ဒီလိုအော်ဟစ်သူမှာသူတို့သားဘက်ကတယောက်သူတို့သမီးဘက်ကတယောက်အတီးတီးရှိသည်လက်ခွဲခြေစင်းမှတ်သူကလည်းတစ်ဖက်တယောက်ရှိသည်ကိုယ့်ဘက်ကိုအော်ကြမှတ်ကြရသည်ယင်းသည်အချီနီမဟုတ်ရခင်ကနဲ့နောင်အတွားအပြန်အတွက်ဆွေမျိုးဝတ္တရားဆောင်ရွက်ရံများဖြစ်ပေသည်ဤမင်္ဂလာပွဲမှာအကိုဘက်က လက်ဖွဲ့ကြီးကြီး1800ကျော်ရ၍တော်တော်လေးမူးနေပြီဖြစ်သောဦးလေးဖိုးတီကကွာတို့ဘက်က2000တော့ပြည့်ရမယ်ဗောငါက50တိုးမယ်ခုစာပြီးဘဲသူဘဲဝါက30တိုး20တိုးဆိုခြင်းဖြင့်ငွေ2000တိတိပြည့်သွား၏မိန်းကလေးဘက်ကစုစုပေါင်းမှ1200မြတာရသဖြင့်ယောက်ျားလေးဘက်ကများစွာတာနေလေ၏ရင်းဒီပင်ဆွေမျိုးအင်အားတောင့်တင်းခြင်းဟုဂုံယူကြသည် ဤတို့အိမ်တော်ပြုတ်ခဲ့ကြတော့အကိုတို့လင်မယားမှာယခုတူသားမောင်စိန်တိုင်းကမိဘအတိမပေးပဲရုံးတက်လက်ထက်လိုက်သည်ဆိုတော့ဤတို့ခံစားကြရမည်နီအကိုသည်သူ့လက်ထဲမှာတူသားမင်္ဂလာဆောင်ကြောင်ညာပါတော့တည်င်းစာစာရွက်ကိုကြည့်လျက်ဒီထဲမှာကငါနာမည်ရောမအိနာမည်ရောမင်းနာမည်တရားသူကြီးဥထွန်းလင်းသူဆိုတာရောပါလို့ငါသားစိန်တိုင်းတို့ယုံရတာဟေ့ဤတွင် မမရင်ကနေပါအိုးမောင်ထွန်းလေးရဲ့မင်းကလေးကမင်းသဘောကျလာအောင်တော့ရဲ့လားအိုးမမရင်ရဲ့ကျွန်တော်သဘောမပါရပါဘူးစူနေမှာပဲခုကာလမျိုးပေါ်ကဟာလေးတွေကညာတော်အဖြစ်သူတို့ကြိုက် သူတို့ဟာ သူတို့သဘောနဲ့ယူလိုက်ကြတာဗျအခုဒင်းတို့လင်မယားဗမာနေတယ်လေဟဲဟဲမမရင်ကသူ့ချွေးမှကြည်ရင်လာပြီထင်ရဲ့ မကြည့်ချင်းမြင်ချင်းရက်သားဆိုတလို့ပေါ့ဟဲ့မမရင်ကတိတ်သဘောမကြဘူးထင်ပါရဲ့မောင်စိန်လိုင်းကို ပေးစားဖို့ရည်ရွယ်ထားတာများဟိုမှာရှိနေလို့လားရှိတာပေါ့ဟဲ့ရှိတာပေါ့ဒါအဖြစ်အစင်နဲ့ပါပဲဗျာဆို၍ကျွန်တော်ဒီထိုင်ရာမှထား၍တိမ့်စီထားသောတည်င်းစာတစ်စောင်ကိုယူခဲ့ပြီးကိုမြမောင်တို့ကဒီတည်င်းတော်မတွေ့ဘူးထင်တယ်အေးလေ အကိုတို့နာမည်တွေလည်းမပါတော့သူမဖတ်မိဘူးထင်ပါရဲ့ခုပြောရင်ကျွန်တော်လက်ထဲကတည်င်းစာကိုဖြန့်ပြီးတနေရလက်ထောက်ပြီးပြလိုက်ရာသူတို့လင်မယားနှစ်ယောက်ဒီမျက်လုံးများပြူးကြကဟဲကနေဖြစ်သွားကြကုန်သည်တည်င်းမှာကျွန်တော်မောင်စိန်လိုင်းနဲ့မေကြီးတက်တို့သည်ယနေ့မှစ၍လင်မယားအဖြစ်မှပြက်စဲပါကြောင်းအကိုကဟင်ဘဲနဲ့ဟာတွေပါလေခုပတ်ချက်ချ၍မမရင်မျက်နာတွင်မူ အံ့ဩရာမှပြုံးယောင်တန်းသွားရာကျွန်တော်ကပြောလိုက်သည်မောင်စိမ့်လိုက်မိမယူတာကလည်းဖိုးထွားနွားဝဲတလို့ပါပဲမမရင်ရဲ့အဆုံးအထိနားဆင်ပေးကြတော့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးဒိုတီခေါင်းဆောင်လေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုထပ်မံမြတ်တာရက်ခံကြပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ